မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November လ10ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့် CA သတင်းကတော့ကင်နီပြည်နယ်ရှမ်းကင်နီနယ်ဆက်မိုးပြင်းမြို့အနီးမှာတိုက်ပွဲပြင်းထန်နေပြီးတော့စစ်တပ်ကအထိနာနေတဲ့အတွက်လေကြောင်းကနေဘုံကျဲတိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကနိုဝင်ဘာလ9ရက်နေ့မနက်ပိုင်းမှာမိုးပြင်းမြို့ရဲ့အပြင်ဘက်ကိုအကြမ်းဖက်စစ်တပ် PNO ပူးပေါင်းအဖွဲ့တွေကစစ်ကြောင်းထိုးလာတဲ့အတွက်ကရင်ပြည်တော်လိုင်းပူးပေါင်းတပ်ဖွဲ့များကတိုက်ပွဲဖြစ်ပွားခဲ့ရာတနေကုန်တိုက်ပွဲပြင်းထန်ခဲ့ပြီးတော့အကြမ်းဖက်စစ်ခွေးများထိခိုက်သေးဆုံးမှုများပြားတဲ့အတွက် Jet Fighter နဲ့နှစ်ချိန်ဘုံးကျဲတိုက်ခိုက်ခဲ့ကပြည့်ကူပေးခဲ့တယ်လို့သိရပါတယ်။ စစ်ခွေးတွေဘလောက်သေးလဲဆိုတာအတိအကျတော့မသိရသေးဘူးဖိကိုက်မှုကတော့များတယ်ဗျအဲ့ဒါကြောင့်မို့လို့လက်နက်ကြီးတွေနဲ့လည်းဒီကောင်တွေဘက်ကပတ်ထုနေတာလေရင်နဲ့လည်းလာချဲသွားတယ်ဖိပိတ်မှုကနေတိုင်းလိုလိုရှိနေတယ်တနအီကြာတိုက်ပွဲဖြစ်လိုက်နှစ်နာရီကြာထိပိတ်မှုဖြစ်လိုက်နေပဲနေတိုင်းဒီဘက်ဖြစ်နေတာဒါပေမဲ့ဒီကနေ့မနေ့စောစောစီးစီးကနေနေ့လယ်အထိထိပိတ်မှုရှိခဲ့တယ်အထိနာသွားလို့ညနေပိုင်းမှာလက်နက်ကြီးတွေနဲ့ဒီကောင်တွေဘက်ကရှောက်ပြီးတော့ပတ်ထုနေတယ်လေရင်နဲ့လည်းနှစ်ခေါက်လာချဲသွားတယ်လို့ ကယင်နီရှေ့တန်းတရင်ရင်းမိကပြောပြထားပါတယ်ရှမ်းကယင်နီနေဆက်မိုးပြင်းမြို့လိုက်ကောဒီမော့ဆို ဖရူဇိုနဲ့ဘောလခဲမြို့နယ်တို့မှာစစ်ကောင်စီတပ်ကစစ်နေတာ၅ခုဖွင့်က PNO ပြည်သူ့ဆင်များစစ်မှုထမ်းတပ်သားများကိုရှေ့တန်းကနေပြီးတော့လူသားတိုင်းကအဖြစ်နဲ့အသုံးပြုကဖိုးစစ်စင်တိုက်ခိုက်လျက်ရှိတဲ့အတွက်နေစဉ်တိုက်ပွဲတွေပြင်းထန်လျက်ရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာနေ့တိုင်းလောင်လုံမြို့ကြံ့ဖွတ်ရုံးမှာပောက်ကွဲမှုဖြစ်ပွားပြီးမီးလောင်ကျွမ်းကအကြမ်းမဆက်တက်ကမီးလာရောက်ငြိမ်းနိုင်ခြင်းမရှိတဲ့အတွက်ကြောင့်တရုံလုံးပြာကျသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့နိုဝင်ဘာလ10ရက်နေ့မနက်9:00နာရီကမှလောင်လုံမြို့ကြံ့ဖွတ်ပါတီရုံးမှာပောက်ကွဲတဲ့နှစ်ချက်ထွက်ပေါ်လာပြီးတဲ့နောက်မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးမီးလောင်မှုဖြစ်ပွားခဲ့တော့လဲ လောက်လုံးရဲစခန်းမှာတဆွဲထားတဲ့ဆေးခွေးတွေကလာရောက်မင်းငင်းချင်းမရှိတဲ့အတွက်ကြောင့်တရုံလုံးပြာကျသွားတယ်လို့ပြောပါရယ်အဲ့ဒီကြမ်းဖို့ပါတီယုံပောက်ကွဲမှုအတွင်းမှာပြည်သူများထိခိုက်မှုမရှိဘဲအကြမ်းမဆက်တက်ကလည်းတဆွဲထားခြင်းမရှိတဲ့အတွက်ကြောင့်ထိခိုက်မှုမရှိဘူးလို့သိရပါရယ်လက်ရှိချိန်မှာလောက်လုံးမျိုးရဲစခန်းကအကြမ်းမဆက်ခွေးများဟာအင်အားအလုံးရင်းနဲ့ထွက်လာပြီးတော့ကြမ်းဖို့ယုံအနီးနားမှာလှဲ့လေသွားလာနေကဓာတ်ပုံရိုက်ချင်းများကိုလှုပ်ဆောင်နေတယ်လို့သိရပါရယ်မနေ့ကပောက်ကွဲတာနှစ်ချက်ကြားလိုက်ရပြီးတော့မိခိုးတွေထွက်လာတာတွေ့လိုက်ရတယ် တော်တော်ကြတော့လိုင်မေးကြည့်တော့စံဖို့ရုံထဲမှာပေါက်ကွဲပြီးမီးလောင်လာလို့ပြောတယ်။စိတ်ခွေးတွေရဲစခန်းထဲမှာရှိနေတာပဲ။အဲ့ဒါကိုထွက်လာပြီးတော့မီးမငိမ့်ဘူး။သူတို့ဘာသာပေါက်ကွဲပြီးပြန်လုလိုက်တာလားတော့မသိဘူး။တယုံလုံးပြာကျသွားပြီးမှရဲစခန်းထဲကထွက်လာပြီးဓားပုံရိုက်တာတွေပါလေလုံနေတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မဂွေတိုင်းရေစကြိုမြို့အနီးမှာလမ်းကင်းယူရန်ထွက်လာတဲ့စစ်ခွေးနာကိုမိုင်းဆွဲတိုက်ခိုက်ရာဗိုလ်တအုပ်အပါဝင်စစ်သား၃ဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနိုဝင်ဘာလ9ရက်နေ့မွန်လယ်၂နာရီဝန်းကျင်ကအချိန်မှာရေစကြိုမြို့နယ်အခြေစိုက်ခလရ196 159ခွန်158တိုက်ရင်၃ခုပူးပေါင်းကအင်အား90လောင်းနဲ့ရေစကြိုမြို့နယ်တိုက်ရင်၃ခုကြားမှာရှိတဲ့ပေကုန်းချေးရွာရေတကားအနီးမှာလမ်းကင်းယူနေတဲ့အချိန် မိုင်းခွင်းထဲကိုဝင်လာတဲ့စစ်ခွေးဆယ်ဦးကိုမိုင်းဆွဲတိုက်ခိုက်ရာနှစ်ပွင့်နဲ့ဗိုလ်တအုပ်နဲ့တပ်သား၅ဦးစုစုပေါင်း၃ဦးတေဆုံးကထိခိုက်ဒဏ်ရာရှိသူတွေလည်းရှိတယ်လို့ပြောပါတယ်။ခလိုက်ရ196 19ခေါ်198တပ်၃တပ်ကနေပေါင်းပြီးတော့လိုင်းကင်းယူတာရေးစတုံမျိုးနဲ့တပ်တွေကြားထဲမှာပေကုန်းရွာဆိုတာရှိတယ်။ကားလမ်းဘေးမှာပဲအဲ့ဒီရွာနာမှာရေတကားရှိတယ်။အဲ့ဒီနေရာမှာစစ်ခွေးအကောင်90လောက်ကလိုင်းကင်းယူလာတာအဲ့ဒီတဲက10ယောက်လောက်ကကျွန်တော်တို့မိုင်းနာမှာရက်နေတာအဲ့ဒီရက်နေတဲ့10កောင်လောက်ကိုမိုင်းဆွဲလိုက်တာပဲနောက်ပွင့်ဘုံနဲ့ တပ်သားနှစ်ယောက်စုစုပေါင်း၃00တေးတယ်အဲ့ဒီလမ်းကမကြာခဏလမ်းကြီးယူနေကြမြို့အထွက်နဲ့တက်ကြားကိုကျွန်တော်တို့အမြဲတမ်းလုံနေကြဆိုတော့ဒီလမ်းကြီးမကြာခဏထွက်ပါတယ်မြို့ပေါ်နဲ့တက်ကိုအကြီးကြီးတယောက်ကူးမယ်ဆိုရင်လမ်းကြီးယူနေကြလို့ရေစကြုံမြို့နယ်ပြည်သူ့ကာကွယ်ရေးပကပကတာဝန်ရှိသူကရှင်းပြထားပါတယ်၎င်းတက်ခတ်မှုကိုရေစကြုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကပကရဲဘော်များကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ် ်အခုလိုမျိုးမိုင်းဆွဲတိုက်ခိုက်ခံရပြီး15မိနစ်ခန့်ကြာပြီးတဲ့နောက်အချက်မဆက်တကလက်နက်ကြီးလက်နက်ငယ်များနဲ့အနီးနားဘဝင်းကျင်ကိုရန်တမ်းပစ်ခတ်ခဲ့ရာပြည်သူနှအုပ်မစိုးရိမ်ရထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်မိုင်းဆွဲခါတဲ့နေရာအနီးမှာရှိတဲ့ပြည်သူမိုင်းနေအိမ်၃လုံးကိုလည်းအချက်မဆက်စစ်သားများကမိရှုပ်ဖျက်ဆီးခဲ့ကြောင်းသိရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေတာပခုတ်ကူမြို့နယ်မြစ်ချေကျွန်းချောင်းဘက်ကိုဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သား၁၀ဦးသေဆုံးပြီးအယောက်၂၀ခန့်ထိခိုက်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဝါလာ30ရင်းနေကဗကံညောင်ဦးဘက်ကနေအေအော်ရီမြစ်အနောက်ဘက်ကန်ပခုတ်ကူမြို့နယ်မြစ်ချေကျွန်းချောင်းဒေသစိတ်ခဝကြီးပါကိုဆက်လေများနဲ့ကူးလာတဲ့အင်အား၂၀၀လောက်ပါတယ်။တပ်မ69လက်အောက်ခံစစ်ကြောင်းကို ဒီတို့ကဝိုက်တပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာစစ်သား၁၀ဦးသေဆုံးပြီးအယောက်၂၀လောက်ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။အော်တိုဘားက၃၀ရက်နေ့မှာစစ်ကြောင်းဆွထွက်တဲ့နေ့ကတိုက်ပွဲဖြစ်တာစိတ်ကဝကြီးကနားမှာဖြစ်ခဲ့တာပါ။သူတို့ဘက်က icon လာညှိပြီးတော့တရင်ရတာကတော့သူတို့ဘက်က၁၀ရောက်သေးတယ်အယောက်၂၀လောက်ဒဏ်ရာရတယ်တဲ့။အင်အားက၃၀၀လောက်ရှိတယ် နေရကရွှေပြေးထိုးလာပြီးတဲ့နောက်နောက်ထပ်အင်အားတရားနဲ့ပေါင်းပြီးထိုးတာလို့ကောင်းရင်သွေးပြောက်ကြတဲ့ဘက်ကတော်လိုင်းရဲဘော်ကရှင်းပြထားပါတယ်။တိုက်ပွဲဖြစ်ပေါ်ပြီးတဲ့နောက်နေမင်းရှင်းလင်းတဲ့အချိန်မှာအကြမ်းဖက်စစ်တပ်ရဲ့ကင်းမုံကနေပစ်ခတ်တဲ့ကြီးစံထိမှန်ပြီးတော့ဒီလူကခွေးအဖွဲ့ကပကပရဲဘော်တဦးကြာဆုံးခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်ခွေးစစ်ကြောင်းမှာလက်ရှိမှာကျွန်းချောင်းတောင်ဘက်မှာရှိတဲ့ဓာပြေဩဇာဆက်ယုံမှာတဆွဲထားပြီးတော့ကင်းမုံတွေလည်းချထားတယ်လို့သိရပါတယ်။ တိုက်ပွဲမှာရဲဘော်တွေအားလုံးဘေးကင်းခဲ့ပါတယ်စစ်ကြောင်းမြင်လို့နန်မင်းရှင်းလေးလုတဲ့အချိန်မှာစစ်ခွေးကင်းမုံနဲ့တွေ့ပြီးတော့နန်မင်းကပကပအဖွဲတွေကရဲဘော်တယောက်ကြခဲ့တယ်ခေါင်းကိုမှန်သွားတာပါအလောင်းတော့ပြန်ရခဲ့တယ်အသက်ကတော့ပေးလိုက်ရပါတယ်စစ်ကြောင်းကလည်းပြန်မဆုတ်သေးဘူးသူတို့ကနန်မင်းကိုရှေ့တိုးပြီးယူထားတာလို့ ။ဘောင်းရင်သွေးပြောက်ကြားတပ်ဖွဲ့ကရဲဘော်ကပြောပြထားပါလေ။အဲ့ဒီအချမ်းမစိတ်ခွဲစစ်ကြောင်းနိုဗင်ဘာလ2ရက်နေ့မှာညောင်လာကြီးပါကအထက်တန်းပြအကြောင်းစရာတအုပ်ကိုပြစ်တက်ခဲ့တဲ့အပြင်မျိုးစိုးကြီးပါကပြည်သူပိုင်းနေ15လုံးကိုလည်းမိရှုဖျက်ဆီးသွားတယ်လို့သိရပါတယ်။အလားတူပဲပေါတော်ကြီးရွာကျွန်းချောင်းလေးကြီးပါတို့ကိုထပ်မံမိရှုဖျက်ဆီးခဲ့ပြီးတော့နေဘလောက်ဆုံးရှုံးသွားတယ်ဆိုတော့ကိုတော့မသိရသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မွန်ပြည်နယ်မော်လမြိုင်မြို့နယ်ထဲမှာ73စီတွေဝယ်ယူရခက်ခဲနေကဈေးကွက်ထဲမှာပစ္စည်းပြက်လက်နေပြီးတော့ရောင်းတဲ့စီဆိုင်တွေဟာလည်းအကန့်အသတ်နဲ့သာရောင်းပေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ9ရက်နေ့ကစတင်ပြီးတော့73စီပြက်လက်သွားတယ်လို့သိရပြီးမော်လမြိုင်မြို့ကိုလာရောက်လဲပတ်သူတွေလည်း73စီဝယ်ယူရခက်ခဲတာကြောင့်ရောက်တဲ့နေရာမှာကားရပ်ပြီးတော့နေနေရတယ်လို့ပြောပါတယ်။လမ်းဘေးဆိုင်တွေလည်းဝင်မရတော့ဘူး။ ဓာတ်စီတဘူးကို9000တထောင်ပေးတာတော့မရအောင်ဖြစ်သွားတာဒီကနေ့ကတော့တော်တော်ဆိုးတယ်ပညိုလုံးပတ်ဝယ်တာကိုမရတာလို့ ကာသမတူကပြောပြထားပါရယ်နိုဘယ်မာလာ6ရက်နေ့မှာစီဆိုင်ကြီးတချို့ကဗက်စီနဲ့ဒီဇယ်စီကိုအကန့်အသတ်နဲ့ပြန်လဲရောင်းချပေးတာရှိပြီးတော့ရောင်းချပေးတဲ့ကားအရေးအတွက်လည်းနည်းတယ်လို့သိရပါရယ်ကားတစ်စီးကို1000ကိုဆိုင်ကယ်တစ်စီးကို9000ဘူးပဲရောင်းပေးတယ်တန်းစီပြီးတော့ဝယ်ရတာမနေ့ပိုင်းမဲ့ရောင်းပေးတာညဆိုရင်ဝယ်လို့မရတော့ဘူးကုန်သွားရင်လည်းမရတော့ဘူးလို့ဒေသခံတို့ကပြောပြထားပါရယ်မွန်ပြည်နယ်မော်လမြိုင်မြို့ထဲမှာလဲပတ်နေတဲ့ခရီးသွားကားတွေဟာ73စီဝယ်ရခက်တာကြောင့်ဈေးကြီးပေးဝယ်ပြီးတော့နေရက်ကိုပြန်ဖို့ခက်ခဲတွေပါကြုံနေကြအောင် သတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မဂွေတာပေါ့မြုံနယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကခြေရွာများကိုဇက်တိုက်မိရှို့ဖျက်ဆီးနေတဲ့အတွက်တောင်းနဲ့ခြေတဲ့ပြည်သူများဟာဘေးလွတ်ရအောင်ထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် နိုဝင်ဘာလ29ရက်နေ့မှာအကြမ်းဖက်စစ်တပ်ရဲ့ကပ္ပဆာ22ကနေထွက်လာတဲ့တပ်မ69လက်အောက်ခံတပ်ရင်း109 419နဲ့14တို့ပူးပေါင်းထားတဲ့အင်အား300ကျော်ပါတဲ့စစ်ကြောင်းဟာရိုးကြီးရွာအနောက်ဘက်မှာရှားပင်ရေရွာမိုးကောင်ချောင်းကအသက်30ကျော်အရွယ်ကိုရွှေမင်းနဲ့ရိုးကြီးတော့ကအသက်40အရွယ်ကိုတော်နိုင်ထိုးတော်ကိုဖမ်းဆီးတပ်ဖြတ်သွားတယ်လို့သိရပါတယ်အော်တိုဝါလာ31ရက်နေ့မှာအဲ့ဒီစစ်ခွေးစစ်ကြောင်းဟာချက်ကန်ရွာစတင်ကြောင်းကိုဝင်းရောက်ရှင်းနေပြီးတော့ နေအိမ်ခုနှစ်လုံးကိုမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါဗါးနိုဗ ెంబ ာလ10ရက်နေ့မှာဆက်ကံရွာကနေတစဉ်ပင်တော်ပြူစောတိရွာနဲ့ဒီလောက်ကွင်းရွာပြူစောတိရွာကိုစစ်ကြောင်းနှစ်ကြောင်းခွဲပြီးတော့ထွက်ခွာသွားတယ်လို့သိရပါဗါးအဲ့ဒီနောက်နိုဗ ెంబ ာလ3ရက်နေ့မှာအဲ့ဒီစစ်ခွေးစစ်ကြောင်းဟာပြူစောတိမြောင်းနဲ့ပူပေါင်းကအင်အား900လောက်နဲ့ကြေးရွာတွေကိုထပ်မံပြီးတော့စစ်ကြောင်းထိုးနေခြင်းဖြစ်တယ်လို့သိရပါဗါးအဲ့ဒီစစ်ခွေးစစ်ကြောင်းဟာနိုဗ ెంబ ာလ6ရက်နေ့မှာတော်ရဖီရွာကိုမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါဗါးဒီကနေ့နိုဗ ెంబ ာလ10ရက်နေ့မှာ လေလန်းကြီးရွာနဲ့မြေချားကြီးရွာမှာရှိတဲ့စစ်ဆောင်များနေထိုင်တဲ့တောတွေတွေကိုဖမ်းမှန်မိရှုဖျက်ဆီးနေတယ်လို့ပြောပါတယ်။အဲ့ဒီအကြမ်းဖက်စစ်ခွဲစစ်ကြောင်းကြောင့်ပေါင်းမြုံနယ်အတွင်းမှာရှိတဲ့ကြီးရွာ၁၉ရွာကအိမ်အောင်စုပေါင်း၃၀၀၀ကျော်ပြည်သူ၁၂၀၀၀ကျော်ဟာဘေးလွရာတောတွေတောင်နေတဲ့အတွင်းကိုထွက်ပြေးတိမ်းရှောင်နေရပြီးတော့စားနေရိတ်ခါများလဲအရေးပေါ်လိုအပ်လျက်ရှိတယ်လို့ပေါင်းမြုံနယ်လူသားစာနာဌာနကပြောဆိုထားပါတယ်။ ပေါင်နေတဲ့ကိုထိုးနေတဲ့စစ်ကြောင်းကအင်အားလဲများတယ်ဒီကောင်တွေကပြူစောတိရွာတွေကနေစားထွက်လာကြတဲ့ကရွာတွေကိုစိတ်ကြိုက်ဝင်စီးပြီးတော့မီးရှို့နေတာအခုချိန်ထိစစ်ခွေးစစ်ကြောင်းကစစ်ကြောင်းထိုးနေတုံးဆိုတော့ပြန်စည်းမှုအခြေအနေကိုတော့အတိမပြုတ်နိုင်သေးဘူးဒီနေ့လဲလေလန်းချေးရွာနဲ့မီးချားချေးရွာကစစ်ဆောင်တော်တဲ့တွေကိုမီးဆက်ရှို့နေတယ်ပြည်သူတွေလဲသူတို့စောက်ဝင်လာကြတဲ့ကရှောင်နေရတာအခုချိန်ထိပါပဲစားနေရိတ်ခါတွေလဲအေးပေါ်လိုအပ်နေပါတယ်လို့ ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်အလားတူပဲသခိုင်းတိုင်းရွှေဘုံမြို့နယ်အတွင်းမှာရှိတဲ့နော့ပင်ရွာကိုလည်းအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးဝင်းအောင်စီးနှင်းပြီးတော့နေအိမ်များကိုမိရှို့ဖျက်ဆီးခဲ့ကြောင်း Wallet Informational Network တာဝန်ကကိုမုံတိုင်းကရှင်းပြထားပါတယ်ဒီနေ့ November လ10ရက်နေ့မနက်အစောပိုင်း9:00နာရီလောက်မှာရွှေဘုံမြို့နယ်ဂျီတော့ရွာထဲမှာရောက်ရှိနေတဲ့အကြမ်းဖက်စစ်ခွေးများကနော့ပင်ရွာကိုဝင်းအောင်စီးနှင်းပြီးတော့ နေအိမ်များကိုမိရှုပ်ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။လက်ရှိအချိန်မှာအကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာစိုင်းနိုင်လေးရွာကိုပြန်လည်ဝေရောက်သွားပြီဖြစ်တယ်လို့သိရပါတယ်။စိုင်းနိုင်လေးရွာကနေစစ်ခွေးတွေမနေ့အစောပိုင်း3နိုင်လောက်ကထွက်လာပြီးတော့နောပင်ရွာကို9နိုင်လောက်ကဝင်းရောက်စီးနေပြီးမိရှုပ်တာ။အဲ့ဒီစစ်ခွေးစစ်ကြောင်းကမိရှုပ်ပြီးတော့စိုင်းနိုင်လေးရွာကိုပြန်ဝင်သွားတယ်လို့ Wallet Informational Network တာဝန်ကကိုမုံတိုင်းကရှင်းပြထားပါတယ်။အကြမ်းဖက်စစ်ခွေးတပ်ဟာ ရွှေဘုံမြို့နယ်အတွင်းမှာရှိတဲ့ရွှေဘုံမန္တလေးလမ်းမကြီးကိုနိုဗ ెంబ ာလ6ရက်နေ့ကစတင်စစ်ကြောင်းထုံးမိရှုံနေခြင်းကြောင့်တိုက်ပွဲများလည်းဖြစ်ပွားနေပြီးလက်ရှိချိန်မှာအကြမ်းဖက်စစ်ခွဲစစ်ကြောင်းကြောင့်ဇီရော့ရွာ၊တကနန်းရွာ၊နောပင်ရွာ၊ဘုံဘို့ရွာ၊ဆိုင်နိုင်ကြီးရွာနဲ့ဆိုင်နိုင်လေးရွာကကောင်းတဲ့ကြီးတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိတ်ရှောင်နေရကြောင်းတင်ရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး BNR အပေါင်းကကြင်ဝေးပြီးတော့အကြမ်းမဲ့စစ်အာဏာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလည်းအငြင်းဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ